တကယ်မမေ့ကြပါနဲ့အတီးရှိကမစားကဆရာဆရာရိဆောင်ကြီးလောစကိုင်းဒေးလီကိုကြည့်ရှုနေကြတဲ့မိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့86ကြိမ်မြောက်38ပြာမင်္ဂလာတရားတော်နဲ့ဘုဒ္ဓဝင်စာမေးပွဲထိန်နှပင်ကြီးရွာမင်္ဂလာသာစီကျောင်းတိုက်တွင်ကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ရှမ်းတိုင်းဒေသကြီးထန်းတပင်မြို့နယ်ထိန်နှပင်ကျေးရွာအုပ်စု ထိန်နှပင်ကျေးရွာရှိမင်္ဂလာသာစီကျောင်းလိုက်တွင်ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များဘာသာတရားကိုကန်ဆိုင်ပြီးယဉ်ကျေးလိမ္မာသူများစွာပေါ်ထွန်းလာစေရန်ရည်ရွယ်ကဝိုင်းယံပြီးဗုဒ္ဓဘာသာ ကလျာဏယူဝအသင်းဘဟုရဲ့ဥဆောင်လမ်းညွှန်မှုနဲ့အတူ ထန်းတပင်မြို့နယ်ဝိုင်းယံပြီးအသင်းနဲ့ထိန်နှပင်ကျေးရွာအုပ်စုဝိုင်းယံပြီးအသင်းမှဥထုံးမြင့်တို့ပူးပေါင်းကျင်းပါတယ် 86ကျိမ်းမြောက်38ပြာမင်္ဂလာ တရားတော်နေဗုဒ္ဓဝင်ဆောင်မေးပွဲကိုဒီကနေ့နိုဝင်ဘာလ29ရက်နေ့လယ်တနာရီမှာ၄နာရီအထိဖြေဆိုခဲ့တယ်လို့သိရပါတယ်အဆိုပါ86ကျိမ်းမြောက်38ပြာမင်္ဂလာတရားတော်နေဗုဒ္ဓဝင်ဆောင်မေးပွဲတွင် မြို့ပေါ်နေကျေးရွာများရှိ ပထမအဆင့်ဒုတိယအဆင့်ဆောင်မေးပွဲဝင်ရောက်ဖြေဆိုခဲ့ပြီး38ပြာမင်္ဂလာတရားတော်နေ ဗုဒ္ဓဝင်ဆောင်မေးပွဲကိုရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြို့နယ်၊မရန်ကုန်မြို့နယ်၊မြောက်ကလာပါမြို့နယ်၊ငော်ပီမြို့နယ်၊တွန်တေးမြို့နယ်၊ရွှေပြည်သာမြို့နယ်၊အင်းစိန်မြို့နယ်၊လဲကူးမြို့နယ်၊တိုက်ကြီးမြို့နယ်၊လိုင်သာယာမြို့နယ်၊ကမာရွတ်မြို့နယ်၊စမ်းချောင်းမြို့နယ်၊လိုင်မြို့နယ်၊ပဟန်းမြို့နယ်၊တကုံမြို့တစ်အရှေ့ပိုင်းမြို့နယ်နဲ့မင်္ဂလာရုံမြို့နယ်တို့ရှိ စာပြေဌာနအသီးသီးတွင်တပြိုင်နက်တည်းဖြည့်ဆို့ခဲ့ကြပြီး အဆိုပါဖြစ်ဆိုမှုကိုနိုဝင်ဘာလ28ရက်နဲ့29ရက်နှစ်ရက်ကြာဖြေဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ YMBA ဗုဒ္ဓဘာသာကလျာဏယူဝအသင်းဘ ഹു အနေနဲ့ဘာသာစာပေနှင့်ပတ်သက်ပြီးဆက်လက်ပုံဖော်ဆောင်ရွက်နေကနိုင်ငံတော်အစိုးရအနေနဲ့လည်းမြန်မာစာပေနှင့်ကိုပိုင်ဘာသာစကားများအားရှိပြီးသားထက်တိုးတက်မြန်မာလာစေရန်ဗတ်စုံတောင်းဆုံမှမြင့်တင်ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါဗျာ။ ဦးစင်းရဲ့ဘွဲ့နဲ့မရတော့ဥပညာဗလာဖြစ်ပါတယ်။အဲဦးစင်းရဲ့အကြောင်းတိုက်ကတော့ထင်ပင်ကျေးရွာမင်္ဂလာသာစီဘုန်းတော်ကြီးအကြောင်းတိုက်ဖြစ်တယ်ဒီမှာ။အဲဒီကြောင့်မှဒီနေ့မှပဲစတင်ဖြစ်ဆိုတာပေါ့။ဒီနေ့မှစတင်ဖြစ်ဆိုပြီးမလို့နောက်နောက်နေ့တွေမှာဦးစင်းတို့ဒကာဒကာမတွေနဲ့ညီညာညာစီလုံးလုံးပေါ့။ဦးစင်းတို့အဲ့ဒါဒီတက်မကပို့ပြီးတော့များပြားလာအောင်ပို့ပြီးတော့ဒီအခုလက်ရှိဖြစ်နေတဲ့ ဲကိုရင်ဒီလားရှင်ရဲ့ចောင်းသူចောင်းသားတွေနဲ့ပေါင်းရင်တော့60ကျော်ပေါ့လေ60ကျော်ဒီနေ့ပါတော့ဒီလောက်မယ်လုံနေတာနောက်နေ့တင်မှာတော့ဦးဇင်းတို့ဤတမကပို့ပြီးတော့ကြီးကျက်လာအောင် လုပ်ဖို့ရွေးထားပါတယ်ကြားပြရတော့ဒီစာသင်ကျောင်းမှာသွားရောက်ပြီးတော့ဖုန်းဖုန်းကိုတိုင်ပေါ့ဦးဇင်းကိုတိုင်ပေါ့အဲ့ဒီမှာစာကျောင်းမှာသွားပြီးတော့ဆရာမကြီးကိုခွင့်ပြုချက်လေးတောင်းတနားရီလောက်အချိန်လေးတောင်းပြီးတော့သွားရောက်မနက်ခင်းတစ်ချိန်ညနေခင်းတစ်ချိန် သူတို့ရဲ့စာသင်ကျောင်းကိုလည်းမပြည့်အောင်အဲ့ဒီလိုသွားရောက်ပြီးတော့သင်ကြားပြပါတယ်ဗုဒ္ဓဘာသာပြန်ပွားဖို့အတွက်ကတော့ဦးဇင်းတို့ပေါ့ဒီအားလုံးဒီကလေးရနေပြီးမှလူကြီးဖြစ်လာမှအတွက်ကြောင့်မလို့အာဗုဒ္ဓဘာသာတွေရော နောက်နောက်တာနာပြုလုပ်ငန်းတွေလုပ်ရခါမှာဒီကလေးရကြီးလာလို့ရှိရင်ဦးဇင်းတို့နဲ့တွဲပြီးတော့တာနာပြုလုပ်ငန်းတွေဆက်လက်ပြီးတော့လုပ်သွားမှာဖြစ်ပါတယ်ဗျာအော်ဒီနေ့ကကျင်းပရဲ့ခန္ဓာတော့ YB အတင်းကြီးနဲ့ကျွန်တော်တို့မြို့နယ်ရဲ့ရကြီးက ကြည့်ရတယ်ကြည့်ရတာလည်းဆရာတော်ဘုရားရင်နဲ့ဥဆောင်ပြီးတော့ဟိုကလေးတွေတွေ့ရင်ကြည့်လိုက်မှာတော့ဘောနော်ဆံမဝဲကျမပြီးဖြစ်ပါမယ်နော်အဲဝမ်တာပြီးရတယ်ကျွန်တော်တို့နေတဲ့နိုင်ငံဒီနယ်တိုင်းမြို့နယ်အစ်စင်မှာကျွန်တော်တို့ကဒီနေပြည်တော်အုပ်စုမှာအခုလိုမျိုးပထမစာချုပ်ဌာနအနေနဲ့ဝင်ရောက်ဖြည့်ဆို့ခွင့်ရရတဲ့လဲဝမ်တာပြီးဖြစ်ပါတယ်လို့ပြောကြချင်ပါတယ်နော်အဲရှေ့ဆက်ပြီးတော့ကျွန်တော်အနေနဲ့ဒီနေပြည်တော်နေအုပ်စုခေါင်းဆောင်အနေနဲ့ပေါ့နော်ကျွန်တော်တို့အုပ်စုကြီးရွာကလေးတွေမြို့နယ်ကလေးတွေကို ဟိုတက်တက်မကရင်ကြီးလိမ်မအောင်သမဝဲတွေလည်းဖြေးနိုင်အောင် လူကြီးတွေလည်းတက်တက်မကတိုးပွားအောင်ကျွန်တော်တို့နေဆောင်းသမားဖြစ်ပါရဲ့နော်